ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ပြောပြပြရှင်လေးအကြောင်းအရာလေးကတော့ AI tool ပေါင်းနှစ်ကောင်းကျော်ပါဝင်တဲ့ AI website တစ်ခုကိုပြောပြပြရှင်ပါတယ်။ဒီ AI website မှာဗီဒီယို edit လုပ်လို့ရတဲ့ AI tool တွေပါမယ်။ photo edit လုပ်လို့ရတဲ့ AI tool တွေပါမယ်။ထပ်ပုံ background ကိုဖြောင်းလို့ရတဲ့ AI tool တွေပါမယ်။အခုခိုက်စားနေတဲ့ Sora 2 AI တွေ၊ Banana တွေအဲ့လိုမျိုး AI tool တွေကိုတနေရာထဲမှာအကောင့်အသုံးချလို့ရတဲ့အကောင့်လင်းလာလို့ရတဲ့ website တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ image to image to video ဓာတ်ပုံကနေ video အဖြစ်ပြောင်းလဲဖန်တီးပေးတဲ့ AI tool တွေ text to video စာသားကနေကျွန်တော်တို့ video အဖြစ်ပြောင်းလဲဖန်တီးပေးတဲ့ AI tool တွေအဲ့လိုမျိုး AI tool တွေကိုကျွန်တော်တို့တစ်ခုရှင်းစီကိုလိပ်ရှာနေစရာမလိုဘဲ website တစ်ခုထဲမှာအကောင့် လုံးကိုကျွန်တော်တို့အသုံးပြုလို့ရတဲ့ AI tool တခုကိုပြောပြပေးရှင်ပါတယ်ဒီ AI tool က website တခုထဲမှာကျွန်တော်တို့အကောင်လုံးပါဝင်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရှာဖွေရတာလည်းလွယ်ကူမယ်အရှင်ကုန်တက်တာစင်မှာဖြစ်ပါတယ်အဲဒါကြောင့် AI ဝါသနာရှင်တွေကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိလိုက်ကြည့်ပေးဖို့ပြောရှင်ပါတယ်ကဲဆက်လိုက်ကြရအောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ Google Chrome ထဲကိုဝင်ပေးလိုက်ပါ Google Chrome search bar မှာ creativecreativecreative.ai ဆိုပြီးရေးပြီးကျွန်တော်တို့ enter တစ်ချက်လောက်ခေါက်လိုက်ပါခေါက်လိုက်တာနဲ့ website တန်းပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာအထဲကိုဝင်ကြည့်လိုက်တာနဲ့ website AI2 တွေအများကြီးတွေ့ရမှာဖြစ်ပါတယ်အများကြီးဒီမှာ website တွေကျွန်တော်တို့ image to video တွေ text to speech တွေအများကြီး banana image တွေ AI image editor တွေဓာတ်ပုံတွေကို edit လုပ်လို့ရတဲ့ AI tool တွေကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဥပမာအနေနဲ့ကျွန်တော် share AI tool တွေကိုကျွန်တော် share ပြသွားမှာဖြစ်ပါတယ် search bar မှာကျွန်တော်တို့ image to video ဆိုပြီးရေးလိုက်ပါ image to ဗီဒီယိုဆိုပြီးရဲလိုက်ပါရဲပြီးတာနဲ့အင်တာတစ်ချက်လောက်ခောက်လိုက်ပါခောက်ပိုက်လာတဲ့သူကထပ်ပုံကနေပြီးဗီဒီယိုအဖြစ်ပြောင်းလဲဖန်တီးလို့ရတဲ့ AI tool တွေအများကြီးပေါ်လာမှာ ဖြစ်ပါတယ်ကျွန်တော်က image to video တွေ AI image to video online အဲလိုမျိုးတွေအများကြီး AI tool တွေအများကြီးပေါ်လာမှာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်ရဲလိုက်ပါမယ် test to video ဆိုပြီးရေးလိုက်ပါမယ် test to video ဆိုပြီးကျွန်တော် enter တစ်ချက်လောက်ခေါင်းလိုက်ပါခေါင်းပေးလိုက်တော့လည်းစာသားကနေ video ဖြစ်ပြောင်းလဲဖန်တီးပေးတဲ့ AI tool တွေကိုဒီနေရာမှာအပြည့်အစုံတွေ့ရမှာဖြစ်ပါတယ် test to video bot test to short video using AI website တွေအများကြီးတွေ့ရမှာဖြစ်ပါတယ်ပြီးတော့နောက်ထပ်ကျွန်တော်က test to speech test to speech ဆိုပြီးရေးလိုက်ပါမယ်ရေးပြီးတာနဲ့ enter တစ်ချက်လောက်ခောက်လိုက်ပါခောက်ပြီးတာနဲ့ဒီမှာစာသားကနေပြီးသူကစကားသံအဖြစ်ပြောင်းလဲ fan tv ရဲ့ ai 2တွေကိုတွေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီ ai 2တခုကိုကျွန်တော်တုံးပြပါမယ်เนาะဒီက convert text to speech free online ဆိုတဲ့ website ကိုထည့်ကိုတစ်ချက်လောက်ဝင်ပေးလိုက်ပါ ဝင်ပေးလိုက်တာနဲ့သူတို့ကဒီမှာဝင်ပေးပြီဆိုတာနဲ့နောက်ထပ်နောက်ထပ်ကျွန်တော်ကဒီ convert text to speech ဆိုတဲ့အားတွေကိုတစ်ချက်လောက်ဝင်ပေးလိုက်ပါ ဝင်ပြီးပြီဆိုတာနဲ့ဒီနေရာမှာသူစာသားရေးလို့ရတဲ့ဟာပေါ်လာမှာဖြစ်ပါတယ်စာသားရေးလို့ရတဲ့ပေါ်ပေါ်ပေါ်လာမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်က I am going to school ဆိုပြီးကျွန်တော်ရေးပြပါမယ် I am going to school ဆိုပြီးရေးပြပါမယ်ရေးပြီးပြီဆိုတာနဲ့ဒီမှာ language ကိုကျွန်တော်တို့ slap ပေးလို့ရပါတယ် ကျွန်တော်ကတော့အင်္ဂလိပ်လိုပဲကျွန်တော်ဆလက်ရွေးပြီးပေါ်ပြမှာဖြစ်ပါတယ်ပြီးတော့ပြီးတော့ကျွန်တော်တို့ဒီမှာ convert to speech ဆိုတဲ့ဟာတွေကိုတစ်ချက်လောက်ကျွန်တော်တို့ကလေးလိုက်ပါမျိုးကလေးလိုက်တာနဲ့ AI ကနေပြီး generate လုပ်ပေးနေမှာဖြစ်ပါတယ် convert to speech စာသားကနေ speech ဖြစ်ကျွန်တော်တို့ပြောင်းလဲဖန်တီးပေးနေမှာဖြစ်ပါတယ်ပါစာသားကနေဗီဒီယိုဖြစ် speech အဖြစ်ပြောင်းလဲဖန်တီးပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီပလေးကို နိုင်ပြီးကျွန်တော် voice file ကို ကျွန်တော်တို့နားထောင်လို့ရပါဘူး။အရင်လိုက်တဲ့စာအတိုင်းသူက speech ထွက်လာတာဖြစ်ပါတယ်။အားဒါဖြစ်ပါတယ်။ပြီးတော့အဲ့ဒါကိုကျွန်တော်တို့က download video file ဆိုပြီးကျွန်တော်တို့ download ဆွေးယူထားလို့ရပါတယ်။ကျွန်တော်တို့က download voice file ကို click click လိုက်ပါ click လိုက်ပြီးဒါနဲ့ဒီမှာ open ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။ ကျွန်တော်ကအလွေတကူနဲ့တောင်းလောက်ဆွေးယူနိုင်မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်တစ်ခုကတော့ကျွန်တော်ကနောက်ထပ်တစ်ခု ကျွန်တော်လောက်ပြရှင်တာကတော့ဒီမှာကျွန်တော်က music ai ဆိုပြီးရေးလိုက်ပါ m u s i c music ai ဆိုပြီးရေးပြီးတာနဲ့ကျွန်တော်တို့ enter ခောက်လိုက်ပါခောက်လိုက်တာနဲ့ကျွန်တော်တို့ music fenty လို့ရတဲ့ ai2 တွေကိုတွေ့ရမှာဖြစ်ပါတယ် ကျွန်တော်ကကျွန်တော်တို့က music ai တို့တွေ fendi လို့ရတဲ့ ai တို့တွေကျွန်တော်တို့ ai music generator တွေကျွန်တော်တို့သရှင်ဇာတာကိုကျွန်တော်တို့ထည့်မယ်ထည့်ပြီးတာနဲ့စင်စင်တွေကိုကျွန်တော်တို့ fendi လို့ရတဲ့ ai တို့တွေဖြစ်ပါတယ်ပြီးတော့နောက်ထပ်တစ်ခုကကျွန်တော်တို့ဓာတ်ပုံ background တွေဖြောက်လို့ရတဲ့ ai တို့တွေလည်း ကျွန်တော်လွယ်ကူစွာနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဖိုတို background ဆိုပြီးရေးလိုက်ပါရေးပြီး enter တစ်ချက်လောက်ခောက်လိုက်ပါခောက်ပြီးတာနဲ့ဒီမှာ ကျွန်တော်ကနောက်ခင်ဓာတ်ပုံနောက်ခင်ကိုဖြောက်လို့ရတဲ့အကျူတွေအများကြီးပေါ်လာမှာဖြစ်ပါတယ် pre background remove ဆိုတဲ့ဟာတွေကိုတခြားလောက်ကျွန်တော်အသုံးပြုပြပါမယ်เนาะအဲ့ဒီ pre background remove ဆိုတဲ့ website တွေကိုတခြားလောက်ဝင်ပေးလိုက်ပါပြီးတော့နောက်ထပ်ကျွန်တော်တို့ free background remover for fast ဒီ false တွေကိုတခြားလောက်ဝင်ထပ်ဝင်ပေးရမှာဖြစ်ပါတယ် ဝင်ပေးပြီဆိုတာနဲ့ကျွန်တော်တို့ဓာတ်ပုံနောက်ခံ background ကိုဖြတ်ရှင်တဲ့ဓာတ်ပုံတစ်ခုကို upload တင်ပေးရမှာဖြစ်ပါတယ် upload image ဆိုတဲ့ဟာကိုနှိမ့်လိုက်ပါနှိမ့်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာ background ဖြောက်လို့ရပါတယ် background တွေမျိုးမျိုးကျွန်တော်တို့ဖြောက်လို့ရပါတယ်ကျွန်တော်တို့ကတို့ဟိုဓာတ်ပုံတစ်ပုံကိုကျွန်တော်တို့ upload တင်ပြပါမယ်နော် ကျွန်တော်ဓာတ်ပုံတစ်ပုံကို upload တင်လာပါမယ်တင်လိုက်တာနဲ့ auto background ကို removing လုပ်ပေးနေတာဖြစ်ပါတယ်ခဏလောက်ဆုံးပေးရမှာ ဖြစ်ပါတယ်ဟုတ်ကဲ့ပါ background ကို လွေကူစွန်နဲ့ auto ဖြောက်ပေးတဲ့ AI tool တွေဖြစ်ပါတယ်တကယ်ကို free သုံးလို့ရတဲ့ AI ပဲဖြစ်ပါတယ်โอเคပါဒီနေရာမှာမိတ်ဆွေတို့ လို at a a 2တွေကိုကျွန်တော်တို့ကတခုရှင်းစီရှာနေစရာမလိုပဲဒီနေရာမှာတစုတစည်းတဲ့အကုံလုံးကိုကျွန်တော်တို့လဲလာနိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ AI ဝါသနာရှင်တွေ AI ကိုလဲလာနေတဲ့သူတွေအတွက်တကယ်ကိုအကျိုးရှိတဲ့ AI တစ်ခုတခုဖြစ်ပါတယ်။ဟုတ်ကဲ့ပါ နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်တွေ့ဆုံကြရအောင်ပါ။အားလုံးပဲကျေးဇူးတင်ပါတယ်။